ဒီတစ်ခါမှာတော့ Marvel Predator တွေအတွက် Marvel Universe ထဲကအထူးခြားဆုံးစွမ်းရည်တွေကိုပိုင်ဆိုင်ကြတဲ့ Super Hero တွေအကြောင်းကိုပြောပြပေးခြင်းပါတယ်။ဒီ Hero တွေကိုတော့လူတော်များများကသိကြမှာသိပါလိမ့်မယ်။ဒါပေမဲ့သူတို့ရဲ့စွမ်းရည်တွေကတော့တခြား Hero တွေနဲ့မတူဘဲအတော်လေးကိုစွမ်းကျင်နေပါတယ်။နံပါတ်1 Duke မာဘယ်ယူနီဗာစ်တွေကဒီဒူဘလို့ခေါ်တဲ့တရားဟာကိုပိုင်ဘာသာစကားကိုသာပြောတက်ပြီးတော့မျိုးရင်းကိုမဖော်ပြထားပါဘူး။ဒုပြည့်အစိုင်းကတရားတည်ရှိနေတဲ့ dimension တခုလို့ဖြစ်ပြီးအဲဒါကြောင့်မဲ့သူကဘလို့အရွယ်စားရှိတဲ့အရာမျိုးကိုမဆိုအစိုင်းထဲကိုမျိုးချပြီးတင်စီထားနိုင်ပါလေ။သူကလက်နက်တွေလူတွေနဲ့အဆောက်အုံတွေကိုတောင်မှစားပစ်ခဲ့ပြီးသူမျိုးချထားတဲ့အရာတွေမှန်သမျှကိုလည်းအချိန်မီပြန်လည်ထုတ်ယူနိုင်ပါလေ။ဒါကတော့ H4 Comet ရဲ့ issue 11စစ်မှာပထမဦးဆုံးပွဲဥထွက်မိတ်ဆက်ခဲ့ပါလေ။နံပါတ်1 Explorer Boy Marvel Universe ရဲ့ Act 1ဆက်ကဒီကောင်ကလေးက Marvel ရဲ့မထင်မရှားဇာတ်ကောင်ကလေးတစ်ကောင်ဖြစ်ပါတယ်။ Explorer Boy ရဲ့စွမ်းရည်ကသူကသူ့ရဲ့ခန္ဓာကိုယ်စိတ်ပိုင်းတွေကိုဖြုတ်ပြီးတော့လက်ပြပုံတစ်လုံးလိုပြစ်ထုတ်ပေါက်ခွဲနိုင်တာပါ။သူဖြုတ်ထုတ်လိုက်တဲ့ခန္ဓာကိုယ်စိတ်ပိုင်းတွေကလည်းပေါက်ကွဲပြီးရတယ်ချက်ချင်းပြန်ထွက်လာပါတယ်။သူကတခါတုန်းကဆိုရင်သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကိုမှားပြီးပေါက်ခွဲခဲ့ပူပါတယ်။အဲဒီတုန်းကဆိုရင်ဘေးနားကပတ်ဝန်းကျင်ကအတော်လေးကိုပျက်စီးသွားခဲ့ရပါတယ်။သူ့ရော S1 စင်နဲ့ပတ်သက်တဲ့ comic ချို့မှသာတွေ့ရတတ်ပါတယ်။နံပါတ်3 Leech လေချီရဲ့တရေပြောင်းလူသားစွမ်းရည်ကတော့သူပိနာကအခြားတရေပြောင်းလူသားတွေရဲ့အစွမ်းကိုပိတ်ချပေးတာပဲဖြစ်ပါတယ်။တခြားတရေပြောင်းလူသားတစ်ယောက်ကသူနဲ့အကွာဝေးတစ်ခုလောက်အကွာမှာရှိနေပြီဆိုတော့သူရဲ့စွမ်းရည်တွေကတဖြည်းဖြည်းရော့ကျလာတာပါ။သူနဲ့နီးကပ်သွားပြီဆိုတော့အခြားတရေပြောင်းလူသားဟာလောဝါကိုစွမ်းရည်ပိတ်ချခံလိုက်ရပါပြီ။အားအကြောင်းမဲသူ့မှာတိုက်ခိုက်နိုင်တဲ့စွမ်းရည်တော့မရှိပါဘူး။အဖွဲလိုက်တိုက်တဲ့တိုက်ပွဲတွေမှာလည်းသူ့ရဲ့အစွမ်းကကိုယ့်အဖွဲသားတွေကိုတော့အားနည်းသွားစီမှာပါ။လေချီစက်ကောင်ကမဘဲကောမစ်တော်တော်များများပြင် H-Man movie တစ်ခုမှလည်းပါဝင်ဖူးခဲ့ပါသေးတယ်။ နံပါတ်၄ Animac Animac ရဲ့နာမည်အရင်က Black Shire ဖြစ်ပြီးတော့သူမကသူမရဲ့ DNA တိစောက်ပုံကနေမျိုးပိသားတူညီတဲ့သတ္တဝါအကောင်ကြီးတွေကိုဖန်တီးနိုင်တဲ့စွမ်းရည်ကိုပိုင်ဆိုင်ထားပါတယ်ဒါပေမဲ့ comment ထဲမှာတော့အဲ့ဒီတရွာကြီးတွေအကောင်အကြီးအတွက်ဘယ်လောက်များများဖန်တီးနိုင်ပြီးတော့တစ်ချိန်တည်းမှာဘဏ္ဍကောင်လောက်ကိုတပြိုင်တည်းထိန်းချုပ်နိုင်မလဲဆိုတာကိုတော့မဖော်ပြထားပါဘူး ဒီအစွမ်းမှာအားနည်းချက်နှစ်ခုတော့ရှိပါတယ်ပထမတစ်ခုကအဲ့ဒီတတဝါတွေကသူမရဲ့အသွေးသားကနေဖြစ်တည်လာတဲ့အတွက်ကြောင့်အဲ့ဒီတတဝါတွေတည်ဆုံးသွားတာဒါမှမဟုတ်ဒဏ်ရာရသွားတဲ့အခါမှာအဲ့ဒီနာကျင်မှုတွေကသူမရဲ့ခန္ဓာကိုယ်ပေါ်ကိုတိုက်ရိုက်တက်ရောက်ပါတယ်နောက်တစ်ချက်ကတော့သူမအိပ်ပျော်သွားတာတွေဒါမှမဟုတ်ဒါရီမရှိတော့တဲ့အခါမျိုးတွေမှာဖန်တီးထားတဲ့တတဝါအကောင်ကြီးတွေပျောက်ကွယ်သွားပါတယ် ။နံပါတ်5စိုက်ဘာစိုက်ဘာရဲ့ဒရေပြောင်းလူသားအစွမ်းကတော့ကွန်ပျူတာကုတ်တွေ၊ခန္ဓာဗေဒဘာသာစကားတွေ၊ဒရိတ်ဆန်တွေရဲ့ဘာသာစကားတွေနဲ့ဂျိုသားတွေရဲ့ဘာသာစကားအပါအဝင်စကြဝဠာထဲမှာရှိတဲ့ဘာသာစကားအကုန်လုံးကိုချက်ချင်းနားလည်ပြီးပြန်လည်ပြောဆိုနိုင်ခွင့်ရှိတာပါ။သူရဲ့အစွမ်းကြီးကအပြင်ဘောမှာအတော်လေးအသုံးဝင်နေတဲ့စွမ်းဖြစ်ပေမဲ့လို့အတိုက်ခိုက်စွမ်းကြီးမဟုတ်တာကြောင့်တိုက်ပွဲထဲမှာတော့အသုံးမဝင်လာပါဘူး။ဒါပေမဲ့အခုနောက်ပိုင်းထွက်ရှိထားတဲ့ခေတ်စ်ကော်မစ်ထဲမှာတော့သူကအတော်လေးကိုစွမ်းထက်ပြီးဂျိုရီကိုတောင်မှစကားပြောပြီးဆက်တွယ်နိုင်ခွင့်ရှိပါသေး သူကတော့1984ခုနှစ်မတ်လမှာထွက်ရှိခဲ့တဲ့ Daniel Mutant ဆိုတဲ့ကောမဒီရဲ့ Issue 13မှာစတင်ပွဲဥထုံးမိတ်ဆက်ခဲ့ပါတယ်